ဲဒီနေ့ရွှေဖတ်ပေးမယ့်ကြံရလေးဖြစ်လာပုံကတော့အဲကျွန်တော်ဟိုမကျင်းမကျခြံလေးပေါ့ဗျာအဲ့ခြံလေးမှာသစ်ပင်တွေရှိတယ်ဗျာသစ်ပင်တော်များများရှိတယ်အဲ့တော့ဟိုတချို့ကတော့ဟာအိမ်ကိုသစ်ပင်တွေ꿰နေတယ်ဖုံးနေတယ်ဟာအဲ့လိုပြောကြတယ်ဒါပေမဲ့အဲ့သစ်ပင်ကိုကျွန်တော်ကခုတ်ဖို့ခြံဖို့ဆိုတာကိုခေါင်းထဲမှာမရှိဘူးမရှိတော့ဘာဖြစ်လို့လဲဆိုလို့ရှင်ဗျာအဲ့သစ်ပင်တွေကြီးလာလေ အရေးတွေဝေဝေဆာဆာဖြစ်လာလဲငှက်တွေပိုလာလေပဲဗျအဲ့အဲ့ဒီကပြရေးပြတဲ့နေရာတော့ကျွန်တော်သတိထားမိတာအနေဝင်ရည်တွေရော6နာရီကျော်ပြီဆိုရင်ဗျအဲ့အဲ့တစ်ပင်ပေါ်မှာငှက်တိုက်တွေရှိအာငှက်ပေါင်းမှာတော်တော်စုံစုံငှက်တိုက်တွေပြန်လာ ပြန်လာတော့ကျွန်တော်စဉ်းစားကြည့်တာနော်ဒီကောင်တွေကကျွန်တော်တို့လူတွေနဲ့ဆက်လို့ရှိရင်ကျွန်တော်တို့ကအိမ်ရှိပြီမဲ့အိမ်ကိုတရက်မပြန်နိုင်နှစ်ရက်မပြန်နိုင်တစ်လမပြန်နိုင် နှစ်ပေါင်းများစွာမပြောင်းနိုင်တဲ့လူတွေနဲ့စာရင်ဒီကောင်တွေတစ်နှစ်တစ်ခါအတိုက်ကိုပြောင်းပြန်လာတယ်တော်တော်အတိုက်မြဲတဲ့ငှက်တွေပဲအဲ့ဒါစဉ်းစားရရနေပြီးတော့ငှက်တော်မှကိုယ်တိုက်ကိုကိုခင်ပြီးတော့တွေ့တာတည်းရင်လူကဦးနောက်ရှိတဲ့လူဒီမှာစကားလေးညပြောမယ်ဟာကျွန်တော်နောက်ဝိထုနဲ့ပတ်သက်ပြီးပြောတဲ့အချိန်ကျရင်ကျွန်တော်ထည့်ပြောပါမယ်လူနဲ့တိရစ္ဆာန်နဲ့ကွာတာအဲ့ဦးနောက်မှာလူမှာဦးနောက်သုံးလုံးရှိတယ် ာကျွန်တော်အဲ့စင်ပေါ်မှာခဏခဏပြောဦးတယ်။ तू อ่ะဘယ်လိုနေလဲဆိုတော့ဗျာဟိုထို့ကြောင့်ရပြောင်းပြန်ပေါ့ဗျာအเจ้าမူကပုံစံမျိုးတဒီဘက်တစ်လုံးဒီဘက်တစ်လုံးနောက်နောက်မှာတစ်လုံးအဲ့သုံးလုံးရှိတယ်တလိမ့်ဆောင်မှာနှလုံးပဲရှိတယ်အဲ့မပါတဲ့အလုံးကဘာလဲဆိုတော့စဉ်းစားစဉ်းဉဏ်ဉာဏ်ကိုထုတ်ပြီးတော့ဦးနောက်အဲ့ဒါတိမ့်ဆောင်မှာမရှိဘူးအပြောချင်တာကဘာလဲဆိုတော့အဲ့လိုစဉ်းစားစဉ်းဉဏ်ဉာဏ်မရှိတဲ့တလိမ့်ဆောင်ငှက်တော့မှသူ့အတိုက်ကို ူခင်တွယ်ပြန်လာတတ်ရင်ကျွန်တော်တို့လူတွေဘာလို့အတိုက်မမြင်တာလဲအဲဒါစဉ်းစားကြတဲ့ခုဖြစ်လာပြီဗျာကျွန်တော်တို့ကကိုယ့်အတိုက်ကိုငှက်သေးတယ်ပိုခင်မှာပဲဗျာတွေ့တာမှာပဲဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့အတိုက်ဆွန်နေသူတွေလောကမှာဘလောက်များလဲဒါပါပဲဒီအတွင်းနဲ့အတိုက်ဆိုတဲ့ဒီကြပြားလေးကိုကျွန်တော်ရေးပြပါတယ်အဲ့တော့အဲ့ဒီအတိုက်ကို ီးတော့ကျွတ်ဖတ်ပြပါမယ်နောက်ထောင်ကြည့်ပါကောင်းစဉ်ကအတိုက်ပါချစ်သူကိုခွဲရင်ကွဲပါစေနေခဲ့ချံခဲ့ပြန်မလှဲ့တော့အတိုက်ပြဲ့ရဥရိကြကွဲရင်နဲ့မြိုက်လောင်မြင့်မို့တောင်ထိတ်ချော်ရီဖိတ်စင် တလိဆန်တောင်မှသူ့အတိုက်ကိုမစွန့်ရဲသူ့အတိုက်ပြက်ပါစေသူ့အဖေတီထောင်ခဲ့တဲ့အတိုက်ထဲမှာဥမကွဲတိုက်မပြက်အဲ့ဒီအဲ့ဒီမျောလင့်ချက်အသိအတန်းနဲ့ငြိမ်းချမ်းရေးတပင်ကို စိုက်နေတဲ့သူအလုံးကျေးဇူးတင်ပါ